မင်္ဂလာပါရှင်။ဗမာခေတ်တည်တဲ့ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးညနေခင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါရောင်းမြရှင်။ပထမအဆုံးသတင်းအနေနဲ့ချောင်းမြို့ပေါ်ရှိစစ်တပ်တပ်ဆွဲထားသောထွေရုံနှင့်ကိစ်ခန်းတို့ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။စကိုင်းတိုင်းချောင်းမြို့ပေါ်ရှိအကြမ်းဖက်စစ်တပ်တပ်ဆွဲထားသောထွေရုံနှင့်ကိစ်ခန်းတို့ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းပြည်သူ့ကောင်ရဲအဖွဲ့ရေဦးမြို့နယ်ပကပ ဖတောင်းခန်းကရန်ကုန်ကစ်တစ်တရင်ဌာနထံသို့ပြောဆိုသည်မတ်လ29ရက်နေ့မိုးလယ်12:38မိနစ်ခန့်တွင်ချောင်းမြို့ပေါ်ရှိအကျန်းဖက်စစ်ကောင်းစီတပ်သားများတက်ဆဲထားသောထရိုယုံနှင့်မြောက်ဘက်ဂိတ်တို့ကိုတော်လိုင်းရဲဘော်များကဒရုန်းဖြင့်ပုံသည်သုံးလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရင်းတိုက်ခိုက်မှုတွင်အကျန်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော်လေအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကျန်းဖက်စစ်တပ်ဘက်မှလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်မှုများလှုံ့ဆော်ခဲ့ကြောင်းသိရှိရသည် ထွေဟုတ်ယုံကတလုံးမြောက်ဂိတ်ကနှလုံးဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်မြောက်ဘက်ဂိတ်ကအထီးကရှိတယ်လို့သတင်းရတယ်စစ်ခွေးတီစင်ညာတော့အတိအကျမသိရသေးပါဘူးအင်းအားကနှစ်ခုပေါင်း80ရှိပါတယ်ဟုပြည်သူ့ကော်မတီအဖွဲ့ရေဦးမြုံနယ်ပကဖတောင်းငန်းကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုရေဦးမြုံနယ်ပြည်သူ့ကော်မတီအဖွဲ့မြောက်ပိုင်းပကဖကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထီးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ရွှေဘော်ရင်ဘန်ကာဆောက်ရံပစ္စည်းများတည်ဆောင်နေသောစစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၅ဦးတေဆုံးဆွေးတဲ့မယ်ဖြစ်ပါရရှင်။စကိုင်းတိုင်းရွှေဘော်မြို့နယ်ရင်ဘန်ကာဆောက်ရံပစ္စည်းများတည်ဆောင်နေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၅ဦးတေဆုံးခဲ့ကြောင်းမဟုရွှေဘော်သားအဖွဲ့တာဝန်ခံမိုးမခကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်။ မတ်လ26ရက်နေ့နနက်7:30မိနစ်ခန့်တွင်ရွှေဘိုမြို့နယ်ဇီဖြူကုန်းပြူစောတိရွာမှနေအိမ်များကိုဖျက်ဆီးကတီးလုံးပြူစောတိရွာတွင်ဘဏ်ကဆောက်လုပ်ရန်တည်ဆောင်နေသောစစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ငယ်များဖြင့်အသင်းဆောင်စုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ထို့တိုက်ခိုက်မှုတွင်ရဲတပ်သားသူနှင့်ပြည်သူစစ်ကောင်ဆောင်ဘာထော်ပါဝင်ပြူစောတိလေးဦးစုစုပေါင်း9ဦးသေဆုံးခဲ့ပြီးတော်လိုင်းရဲဘော်များအထူးကမ်းရှိပြင်းလင်းဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ သူတို့ကနေအိမ်တွေကိုဖျက်ယူပြီးသီးလုံးမှာဘန်းကလှုပ်ဖို့လာတဲ့တာကိုစောင်းချိုတိုက်ခိုက်တာပါအဲ့ဒီရွာကပြူရွာတွေပြည်သူတွေဖမ်းဆီးတာမျိုးမရှိပါဘူးတဲလာတာကတစ်သားတွေအိမ်တိုင်းတွေအဲ့ဒါတွေယူပြီးဘန်းကစောင်းမှာဇီးပြူကုန်းကယူပြီးသီးလုံးမှာစောင်းမှာပါတိုက်ပွဲအတွင်းမှာတော့ဇီးပြူကုန်းနဲ့သီးလုံးရွာတွေကကောင်းတွေကထွက်ပြီးပြန်ပစ်တယ်ကျွန်တော်တို့ဘက်ကလက်နက်မများတော့ပြန်ဆုတ်ခွာခဲ့ရတယ်ကျွန်တော်တို့လက်နက်ချီတွေဖြည့်တင်းမှုလိုအပ်သေးလို့အကူအညီလိုအပ်နေပါတယ်ဒီပြူရွာကရှောင်နေတဲ့ဆစ်ဆောင်ပြည်သူတွေအတွက်လဲစာဝတ်နေရေးအတွက်လဲအကူအညီလိုအပ်နေပါတယ်ဟု မဟုရရွှေဘူသားအဖွဲ့ကတာဝန်ခံမူမခါကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုမဟုရရွှေဘူသား PDF တောင်းမန်ဇေယသည် Snake Eye မှညီနောင်အဖွဲ့ One Day အဖွဲ့နှင့်နေမြေခံပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ဆလဘီလုံနဲ့လက်နက်အင်အားအလွန်အကျွံသုံးရမိုးပြဲမြို့ပြန်သိမ်းရန်စစ်ကောင်စီအပြင်းထန်ပြစ်စင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီတပ်သည်လုံအင်အားနဲ့လက်နက်အင်အားအလွန်အကျွံသုံးရမိုးပြဲမြို့ကိုပြန်လည်သိမ်းပရန်အပြင်းထန်ပြစ်စင်နေကြောင်းပြည်သူ့ကော်ရီတမ်ရောရှမ်းတောင်ဘူဟာတက်တာဝန်ရှိသူကပြောသည်။စစ်ကောင်စီကယခုရက်ပိုင်းအတွင်းမိုးပြဲမြို့နှင့်နမိုင်ကျော်အကွာရှိချင်းမြန်တရင်ခမရ420နှစ်တပ်သို့အင်အားပြည့်တင်ပြီးပိုးပြည်သူစစ်ပီအန်နိုနှင့်ပူးပေါင်းကမိုးပြဲမြို့ရင်းကိုထိုးစစ်ဆင်ရန်ပြင်ဆင်နေကြောင်းသိပေသည်။ မဟာမိတ်တပ်ပေါင်းစုဘက်မှလည်းအကောင်စုံစုဖွဲ့မှုနဲ့မိုးပြည့်မြို့ကိုဆက်ပြီးထိန်းချုပ်ကာဝေးနိုင်ရန်အတွက်ကြိုးပမ်းနေသည်ဟုဆိုသည်စကားဆရဲ့ဖြစ်နိုင်ဆုံးဆက်ပြူဟာကလူအင်အားအလွန်ကျွန်းထုတ်သုံးမယ်ဒရုန်းလက်နက်ကြီးနဲ့လေကြောင်းအလွန်ကျွန်းသုံးမယ်အစိမ်ငွေပုံမီလောင်ပုံတွေကိုအဓိကသုံးပြီးမိုးပြည့်မြို့ကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ရန်အတွက်ပြင်ဆင်နေပြီးဟုအထက်ပါတာဝန်ရှိသူကရှင်းပြသည် ်2024ခုနှစ်ဒီဇင်ဘာလမှစ၍မိုးပြဲမြို့ပြန်ရရန်စစ်ကောင်စီကမြို့ရင်းသို့စစ်ကြောင်းထုံမှုတွင်ခမရ420နှစ်တပ်ပြင်းမှအနည်းဆုံးဝင်ရောက်နိုင်သည့်တရကုံရက်ကွက်နှင့်မိုးပြဲလွိုင်ကော်လမ်းမိုင်းတို့မှဖြစ်သည့်ထီတွေ့တိုက်ပွဲများနှင့်ကရင်နီပူပေါင်းတပ်များ၏ထုတ်ပြန်ချက်အရလီလာခန့်အကြားမိုးပြဲတိုက်ပွဲတွင်စစ်ကောင်စီ၄ကြောင်းလက်နက်ကြီးနှင့်စစ်ကြောင်း၃ခုဖြင့်ပြင်းထန်သည့်ထိုးစစ်ဆင်မှုသည့်၄ချိန်ရှိခဲ့သည်ထိုးစစ်ဆင်မှုတိုင်းတွင်မအောင်မြင်၍၎င်းခြေကုပ်ရာနေရာခမရ420နှစ်တပ်တွင်သို့စစ်ကောင်စီ ီရပြန်လည်ဆုတ်ခွာခဲ့ရသည်လက်ရှိတွင်မိုးပြဲမြို့ပြန်ရရန်စစ်ကောင်စီကမြေပြင်တပ်သားအင်အား900ထက်မနည်းအုံပြုထားကြောင်းခရင်နီစစ်ဘက်တာဝန်ရှိသူအချို့ကဆိုသည် ကုန်းသာဘက်ကနေပါစကားစကားထိုးပေါက်ဖို့လုံနေတာရှိတယ်။ ဒီရပိုင်းတိုက်ပွဲလေးဖြစ်ထားတဲ့မိုးပြဲမျိုးရင်းကိုတော့နေတိုင်းနေပါမီလောင်မုံအုံပြုပြီးတိုက်ခိုက်နေတယ်ဟုမိုးပြဲမျိုးစစ်မြေပြင်ရှိရဲဘော်တို့ကပြောသည်နေပြည်တော်တို့ထိုးဖောင်းနိုင်သည့်ပင်လောင်ဖဲခုံမိုးပြဲလိုင်ကောလမ်းမိုင်းကိုထိန်းချုပ်လိုခြင်းနဲ့၎င်းတို့အုပ်ချုပ်ရေးရန်ရလဲပတ်နိုင်ရန်အတွက်မိုးပြဲမျိုးကိုစစ်ကောင်စီကပြန်လည်ရယွံအပြင်းထန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလဲရှမ်းတောင်ပြောင်းမှုကိုနေကောင်ကလူလူတွေတို့အသိပေးထားသည်2023ခုနှစ်ကကရင်နီပိုးပေါင်းတက်ဤတလေးလုံးစစ်စင်ရေလုံးစစ်အင်္ဂါစင်အတွင်ပြက်စီးခဲ့ရသည့်စစ်ကောင်စီသည်ပိုးပ ြည်သူစေဤအထူးဒေသ6ပင်လောင်းနှင့်စီဆိုင်မြို့တို့တွင်အင်အားပြန်လဲစုဖွဲ့ပြီး၎င်းတို့ဆုံးရှုံးခဲ့သည့်နေပြည်တော်ကိုပြန်ရရန်ကြိုးပမ်းခဲ့သည့်ချိုးနယ်လွိုင်ကော်မြို့နှင့်ဖဲခုံမြို့ကို2024ခုနှစ်ဇွန်နှင့်နိုဝင်ဘာလတို့တွင်စစ်ကောင်စီကပြန်လဲထိန်းချုပ်နိုင်ခဲ့သည့်လက်ရှိမိုးပြမြို့အပြင်ကရင်ပြည်နယ်တွင်ဗိုလ်လက်ခဲနှင့်ဖားဆောင်မြို့တို့တွင်တိုက်ပွဲချိုးရှိနေသည် ရခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အာနာဒိန်ကောင်ဆောင်မိသားစုအကျိုးအတွက်အသုံးချနေခြင်းဖြစ်၍စစ်သားနှင့်ပြည်သူပူးပေါင်းကြရင် PDF viewer 33စစ်စင်ရေးမှုတိုက်တွန်းဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ နိုင်ငံတော်ဝန်ပြည်သူများအားအတင်းအဓမ္မလူသစ်စုဆောင်းနေခြင်းပါဝင်စစ်ကောင်စီကောင်ဆောင်မင်းအောင်လိုင်လှုပ်ဆောင်နေသည့်လူရဲများအားလုံးသည်နိုင်ငံအကျိုးအတွက်မဟုတ်ဘဲ၎င်း၏မိသားစုနှင့်စစ်ကောင်ဆောင်တစုအတွက်အသုံးချနေခြင်းဖြစ်ကြောင်းပြည်သူ့ကော်ရီတမ်မတော် PDF စစ်စီရေးနေမြစ်တဲတောင်ပိုင်းစစ်ဒေသဘျူဟာ33စစ်စီရေးမှုရဲဘော်စောတာကိုပြောကြားသည်ရဲဘော်စောတာကိုဦးဆောင်သည့်ဒေါ်နာတရင်တို့ပြည်သူ့စစ်မှုရန်တပ်သားတဲ့နှုတ်လက်နက်နှင့်အလင်းဝင်လာမှုအခြေအနေနှင့်မေးမြန်းရန်ယခုကဲ့သို့ပြောဆိုခြင်းဖြစ်သည် ဂျော်နာတရင်တို့အလင်းဝင်လာသူစုစုပေါင်း60ကျော်ရှိပြီးရင်းအနက်20ကျော်သည့်စစ်ကောင်စီကိုပြန်လည်တော်လှန်တိုက်ခိုင်းနေကြောင်းရဲဘော်စောရာကူကပြောသည်ထို့ကြောင့်ကြံနေသည့်စစ်ကောင်စီတပ်သားများပြည်သူ့ဘက်သို့ရက်တရင်လိုအပ်ကြောင်း၎င်းကတိုက်တွန်းသည် ပြည်သူနဲ့အတူတူပူးပေါင်းသွားဖို့လိုအပ်တယ်။မြို့ထဲမှာအကြမ်းဖက်ပြီးနှီးတဲ့သူကိုပြန်ပေးဆွဲအတင်းအဓမ္မစစ်သားစုဆောင်နေတဲ့ဟာတွေကတာသည့်အဖြေမဟုတ်ဘူး။လက်ရှိစစ်ကောင်စီမင်းအောင်လိုင်းလုံးနေတဲ့ဟာတွေအလုံးကတိုင်းပြည်အတွက်လည်းမဟုတ်သလိုလူမျိုးအတွက်လည်းမဟုတ်ဘူး။နိုင်ငံအတွက်လည်းမဟုတ်ဘူး။သူ့ကိုယ်စုအတွက်ပဲဖြစ်တယ်။သူ့မိသားစုတစုလက်တစုပ်စာလူတစုအတွက်သာဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကပြည်သူဘက်ကရက်တည်ပြီးမြ мян လေးပြည်သူနဲ့ပူးပေါင်းဆက်သွားဖို့ဟုပြူဟာ33ဆစ်စင်ရေမှုကဆက်ပြောသည်။ထို့သောပူးပေါင်းခြင်းမပြုလို့ပါ ကအတိတ်ပဲမဲ့ပေးဆက်မှုများနဲ့ကြုံရမည်ဖြစ်ကြောင်း၎င်းကပြောသည်စမုတ်တမ်းမီပါသွားတဲ့သူတွေအားလုံးဟာဘယ်နေရာဘယ်ဒေသမှာတည်ဆုံကြဆုံမှမသိတားတည်လည်းအမေမသိအဲ့ဒီလိုအခြေအနေတွေကလက်ရှိတော်တော်များများကြားနေရတယ်။တချို့တွေကစမုတ်တမ်းပါစာတွေကိုဆေးရည်ပြင်းထန်တဲ့နေရာတွေကိုတောက်လျှောက်ပို့တာပေါ်ဟုရဲဘော်စောတာကပြောတယ်။ လက်ရှိတွင်စစ်ကောင်စီကအထမစစ်သားစုဆောင်ပြီးအချိန်သူစစ်တင်နှံပေးထားသည့်တပ်သားတဲများကိုကရင်နီ၊ရခိုင်၊ရှမ်း၊ကရင်စသည့်စစ်ပွဲပြင်းထန်သည့်ဒေသများသို့ဆေလွနေသည်စစ်ပွဲရန်ပြင်းထန်တဲ့နေရာဒေသတေးသေးလေးကိုတွန်းပို့သလိုပဲဟုရဲဘော်စောဒါကပြောသည်ထို့ကြောင့်ရောက်သည့်နေရာဒေသ၌ပြည်သူများတော်လှန်ရေးတပ်များကိုဆက်သွဲပြီးအ мян ပူပေါင်းကြရင်စစ်ကောင်စီတပ်သားများကို၎င်းကတိုက်တွန်းသည် ်လူသစ်စုဆောင်ခံရသူများအပါအဝင်ပြည်သူဘက်ရက်တီလူသောစစ်သားများနဲ့ရဲတပ်ဖွဲ့ဝင်များအနေဖြင့်ပြည်သူ့ကော်မတီတမရတော်နာတရင်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနီးစပ်ရာတော်လိုင်းတပ်ဖွဲ့များတို့ချိတ်ဆက်ကအလင်းဝင်ရောက်နိုင်ကြောင်းလဲတော်နာတရင်ကအသိပေးထားပါတယ်ရှင်အမျိုးသားညီညွတ်ရေးအစိုးရ NUG တော်လှန်ရေးကောင်ဆောင်များနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ကောင်ဆောင်များကလည်းစစ်ကောင်စီတပ်သားများရာသီနီးဖြင့်တော်လှန်ရေးတပ်ဖွဲ့များနဲ့ပူးပေါင်းရန်တိုက်တွန်းထားပြီးယခုနှစ်တွင်စစ်ရေးအရှိန်မြင့်တရန်ရှိကြောင်းအသိပေးထားသည် ဆလဘီတနင်္သာရီမြို့နယ်ရန်ဖို့ရွာမှာထွက်လာသောစစ်ကြောင်းကိုခြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှဆေးဦးသိဆုံးဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရန်ဖို့ရွာမှာထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုခြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားဆေးဦးသိဆုံးခဲ့ကြောင်းဗိတ်ပြည်သူကောက်ရဲဖွဲ့ပကပပိမတောင်းရင်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်။မတ်လ26ရက်နေ့နနက်9:24မိနစ်ခန့်တွင်ရန်ဖို့ကျေးရွာမှာစီယုံကုန်းကိုထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက ချားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရင်းတီတွေတိုက်ပွဲသည်တနအိခန့်ကြာမြင့်ခဲ့ပြီးအစံဘက်စစ်ကောင်စီတပ်သားဆယ်ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားကြောင်းသိရှိရပါသည်။ရန်ကုန်ရွာထဲမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကခြေလင်းထွက်လာတာပေါ့။အဲ့ဒါကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာလက်နက်ခဲယံတွေတော့တင်းစေးနိုင်ခဲ့တာမရှိပါဘူး။စစ်ခွေးဆယ်ကောင်သေဆုံးတယ်လို့သိရတဲ့ဟုဗိပ္ပီသူကောက်ရီအဖွဲ့ပကဖဗိမ္မာတောင်းရှိသူတို့ကပြောဆိုသည်။အဆိုပါတိုက်ခိုက်မှုကိုဗိပ္ပီသူကောက်ရီအဖွဲ့ဘူခင်းအဖွဲ့တောကြီးမွေဟောက်တပ်ဖွဲ့နဲ့ပကဖစ ဆုံးသုံးလူကပူးပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ပြီးတော်လိုင်းပူးပေါင်းတပ်ဖွဲ့များအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။